နဲ့စစ်တပ်ထောက်ခံသူတွေအများကြီးရှိရတဲ့အဲသူတို့ပေါ်တာဆွဲတာလို့စုမှုထမ်းခိုင်းတာလို့မလုပ်ဖဲနဲ့ရုပ်ပြည်သူတွေကိုပဲတီးတက်ဖိနှိပ်နေတယ်ဆိုတာကဒါမတရားသဖြင့်လုပ်နေတယ် င်္ဂလာပါညီလေးတို့ဘောရောကျေးဇူးဆိုချာတက်ခွဲ့တက်ခွဲ့ဝင်ဖြစ်ပါတယ်ဗောနော်ဒီခက်ကာလာအရာခက်ကာလာအရာဗောနော်တမိုင်းရနေပြီးတော့မကိုရုဘောတော်လိုင်းရေးလို့ကိုတောင်းဝင်ပေးလာပြီဒါမင်းတို့အနေနဲ့တော်လိုင်းရေးပေါ်မှာစိတ်ဝင်စားတယ်ရွရွချွန်ချွန်တောင်းဝင်ထမ်းဆောင်ခြင်းနဲ့ဆိုရင်တော့အဲကျေးဇူးဆိုချာမှာဆက်သွယ်ဖို့ကိုရောတိုက်တွန်းတယ်ဘာဖြစ်လို့ဒီလိုစကားမျိုးပြောရလာလဲဆိုမင်းတို့ပြည်တွင်းထဲမှာနေတဲ့အခါမှာ စစ်ကောင်စီရဲ့မတရားပေါ်တာစုဆောင်ခြင်းကိုခံရတယ်။စစ်ကောင်စီရဲ့မတရားပေါ်တာစုဆောင်ခြင်းကိုခံရပြီးတဲ့နောက်မှာမင်းတို့စစ်ကောင်စီရဲ့အဲစစ်တပ်နှန်းတွေကိုစိတ်မပါပဲတက်တယ်။အဲဒီကနေမှတစ်ဆင့်စစ်ကောင်စီကဆေလွတ်တဲ့စစ်မြေပြင်တွေကိုမင်းတို့ရောက်လာတယ်။ရောက်လာတဲ့အခါကိုတို့အတွက်လည်းဟိုအနှောက်အယှက်ဖြစ်ရတယ်၊ကြည်လဲကုန်တယ်။အဲဒါကြောင့်မို့ဟိုမင်းတို့အကြံဉာဏ်ပေးချင်တာကဒီစစ်ကောင်စီရဲ့ပေါ်တာဆွဲပြီးတော့မှ ဟိုခွေးဘွားနဲ့တည်မလားဒါမှမဟုတ်ဒီသူဒေါ်လာရေးတမတော်သားတယောက်အနေနဲ့ရင်းရှင်ကျတောင်းဝန်ထမ်းဆောင်မလားဒါမှမဟုတ်သက်ဆိုင်ရာလွတ်မြောက်နေရေးသွားမလားဆိုတော့တခုခုရွေးချယ်ဖို့အကြံပေးချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်စီကစစ်ရှုံးနှိမ်မှုတွေများလာလာနဲ့အမျှသူများသားသမီးအရွယ်ရောက်တဲ့သူတွေနိုင်ငံခြားထွက်ပြီးနေတဲ့သူတွေကိုတော့မတရားသဖြင့်လိုက်လေဖမ်းဆီးခေါ်ဆောင်ပြီးတော့မှ ီမတရားစစ်မှုထမ်းခိုင်းနေတာဗောနော်အဲ့တော့စစ်တပ်နဲ့စစ်တပ်ထောက်ခံသူတွေအများကြီးရှိရဲ့သားနဲ့သူတို့ပေါ်တာဆွဲတာလို့စစ်မှုထမ်းခိုင်းတာလို့မလုပ်ဖဲနဲ့လုပ်ပြည်သူတွေကိုပဲတီးတက်ဖိနှိပ်နေတယ်ဆိုတာကဒါမတရားသဖြင့်လုပ်နေတာဒီမတရားသဖြင့်လုပ်နေတာကိုမင်းတို့ငါတို့ကအဲတွန်းလှန်တော်လှန်ရမယ်ဗောနော်အဲတွန်းလှန်တော်လှန်သိရှိတယ်ဆိုရင်ဒါ justice soja pdf ဖိကိုဆက်တွယ်ဖို့အဲကိုကတော့နှိုးစော်တိုက်တွန်းတယ်မင်းတို့အနေနဲ့ကင်းကြပါလိမ့်